Hello အားလုံးပဲမြင်ကြလို့ပါဘူးဘောမချင်းကနေကြိုဆိုပါရစေ Nation League ဒီ Quarter Final ဖြစ်ရှိမယ့်ကစားကြမဲ့ပွဲတွေထဲမှာကျွန်တော်တို့ဒီ Italy နဲ့ Germany တို့လိုပွဲကောင်းနေတယ်ကျွန်တော်ရှိနေတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့ပွဲကြိုသွင်းတဲ့ချက်ကျွန်တော်ပြောကြည့်ရအောင်ပါဆိုတော့ Italy မြေမှာ San Siro မှာကျွန်တော်တို့သာစပြီးတော့ကစားမဲ့ပွဲပါဒုတိယကြိုကိုတော့ Germany မှာပြန်ပြီးတော့သူတို့ကစားကြမယ်ပေါ့နော်ဆိုတော့အဲဒီထဲမှာကျွန်တော်တို့ဒီလူစင်းရင်းနေအကြောင်းအရင်ဆုံးပြောရရင် ဒီအီတလီဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီဝင်းဘက်တွေကိုအဓိကထားသုံးတဲ့အခြေအနေမျိုးမှာအင်တာမီလန်ရဲ့ဖက်ဒရီကိုဒီမာကိုကအင်ဂျူရီပြည်တနာကြောင့်ကျွန်တော်ပါနိုင်ဖို့ကျွန်တော်မရှိဘူးဆိုတော့စပါတင်ရဲ့နောက်ခံကစားမဖြစ်တဲ့ဒက်စတနီဥဒူဂီကျွန်တော်ပါဖို့ရှိတယ်ဒါအပြင်မက်တီယိုရေကူဘာလဲဒီမက်တီယိုလို့ကစားမကြီးလည်းကျွန်တော်ရှိတယ်ဆိုတော့ဥဒူဂီကတော့ပို့ပြီးတော့လက်ရှိလောက်ပြနေတယ်ပေါ့နော်ဒါပေမဲ့လည်းလို့ သူက injury ပြဿနာတွေကြောင့်ကစားလိုက်မကစားရလိုက်မိနစ်90အပြည့်ကစားလိုက်မကစားလိုက်ဖြစ်နေတယ်ဆိုတော့နီးပြားဖြစ်သူကထဲ့ကျင်မှာကျွန်တော်တို့ထဲ့မှာအဲဒါအပြင်ဒီတိုရီနိုမှာဆိုလို့ရှိရင်ကွင်းလေကစားမဖြစ်သူကာဆာဒီတို့ကစားမတွေကျွန်တော်ရှိနေတယ်ဒါပထမဆုံး ်စီနီယာ call up ကိုရခဲ့ဘူးတဲ့အချိန်မျိုးဆိုတော့ဒီကစားမပါလာမလားပေါ့နော်ဒါအပြင်ကျွန်တော်တို့ဒါအဲလူကာတေဒီလူလူကစားမတွေဒါပေမဲ့သူကတော့ဒီမှာပါမလာဘူးပေါ့နော်ဒါကွင်းလည်းမှာအားကိုးအနေနဲ့ player ဆိုမျိုးလေလူကာတေဒီလူလူကစားမတွေကျွန်တော်ပါမလာဘူးဆိုတော့နီကိုလိုပါရီလာရှိနေတဲ့ဒါအပြင်စန်ထရိုတိုနာလူလူကစားမတွေကျွန်တော်ရှိနေတယ်ဆိုတော့သူကနဲ့သူเนาะပြလို့ရှိရင် respiratory တို့လို့စားမှတွေတိုက်စစ်မှာကျွန်တော်ရှိနေတယ်ဆိုတော့ Italy မှာက ဘယ်လိုပြောမလဲဒီဝင်းဘက်တစ်ယောက်လောက်ကလွဲလို့ရှိရင်ကျန်တဲ့ဟရာတွေကတော်တော်ကိုအချိန်ကြီးကောင်းနေလို့ပြောလို့ရတယ်တစ်ဖက်ကဂျာမနီကကျတော့လက်ရှိမှာသူတို့ရဲ့မူရင်းစကွက်တဲ့စာလို့ရှိရင်နည်းနည်းလေးအားနေတဲ့စကွက်လို့ကျွန်တော်ပြောလို့ရတယ် injury ပြဿနာတွေကြောင့်ချို့လွဲရမယ့်ကစားသမားတွေကျွန်တော်ရှိနေတယ်ဗောနော်ဂျာမနီဘက်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဂျာမနီမှာထပါတော့ cruise နာသွားကလေးကဗောနော်ကျွန်တော်ဒီကွင်းလယ်မှာဆိုလို့ရှိရင် pablo beach တို့ဘာတို့ကိုသူတုံးနေတာ bayern munich ရဲ့လူငယ်ကစားသမားလေးဖြစ်သူ ဖက်ဘလိုဘေ့ချ်ပြီးလို့ရှိရင်ဘင်ဂျမင်အန်ရစ်တူလူဇာမာတွေတိုက်စစ်ကကိုင်ဟာဘတ်တို့နော်ကွင်းလင်ကကျွန်တော်တို့ဒော့မွန်ရဲ့ကျွန်တော်တို့ဗာလေဖီလစ်စ်နမကာရလူဇာမာတွေကုဒမာအန်ဒရစ်တက်စတီဂန်တို့လူဇာမာတွေလုံးဝပါဖို့မရှိသလိုပို့ပြီးတော့စိုးတာကလီဖလော်ရီယန်ဗတ်စ်ပါပါဖို့မရှိဘူး လေးပေါကူစင်မှာသူအင်ဂျူရီပြဿနာကြုံသွားပြီးတော့ဘိုင်ယန်မြူနီနဲ့ချန်ပီယံစ်လိဂ်တီတော်မှာသူဝင်ကစားခွင့်မရခဲ့ဘူးပေါ့နော်။အေဗီလာကုံလောက်တီသူအေဗီလာလေလောက်တီသူနားရမယ်ဆိုတော့တော်တော်လေးနှမျောစရာပါဂျာမနီတွေတော့စတော့ပေါ့နော်။မပါကနိုင်ဘူးပေါ့ဗျာ။အက်ဇာမာတွေကတော့ဆိုတော့နောက်တန်းမှာတော့နောက်တန်းမှာတော့ကျွန်တော်အင်တာမီလန်ရဲ့ဒီကစားမားလေးဖြစ်တဲ့ယန်ဘေးဆက်ကိုသူတို့တွေဒါဒီခေါ်ထားတယ်ဒါပထမဆုံးမှာမန်ချက်စတာစီးတီးရဲ့ကိုသမားစတီဖန်အိုတေဂါရဲ့လက်ရှိယန်ဘေးဆက်ကြီးကဂျာမနီမှာပထမဆုံးပေါ့နော်။စီနီယာကောလပ်ခံရတဲ့ကစားမားတွေ အဲဂျန်နက်ဇာမာတွေကတော့လေဝီစီမှာပါဝူးတဲ့သူတွေကြီးပဲရဲ့ဆိုတော့ဒါအိုလီဗာပေါင်းမန်းကတော့ဒါသူ့ရဲ့ဒါပွဲထွက်ပုံမှန်လူစင်းပေါ့ဒါနာဂက်စမန်ရဲ့စိတ်ကြိုက်ကူတမအိုလီဗာပေါင်းမန်းကဒါပေမဲ့လည်းအလက်ဆန်ဒါနူဘယ်လိုဇာမိုက်လေကျွန်တော်ရှိနေတယ်ဆိုတော့ပွဲထွက်လူစင်းတွေကကျွန်တော်ကြည့်ရင်အီတလီမှာဒိုနာရူမားပဲပါလာအောင်မယ်ထင်ပါတယ်တကယ်တမ်းကဗျာဂိုးတမဗီကာရီယိုကတော့မှပို့ပြီးတော့ကောင်းနေတယ်တိလား ော်အီတလီကစားရင်တဲ့ပုံစံမျိုးနဲ့ဆိုရင်လေဒါတော့ဒေါ်နာရူမာကတော့ပိုကောင်းတော့ဆိုပါလေအဲဗီကာရီယိုကတော့မှပိုကောင်းနေတယ်ဒါပေမဲ့လို့ဒေါ်နာရူမာပဲပါလာဖို့ကျွန်တော်ရှိတယ်နောက်တန်းလေးအောင်နောက်တန်းမှာဆိုလို့ရှိရင်တော့ဗောနောဝင်းဘက်ကသူ3ဘက်နဲ့ကစားတယ်ဆိုတော့ဝင်းဘက်ကဒီလိုရန်ဆိုကတော့ဒါနာပိုလီရဲ့ဒီလိုရန်ဆိုက right back မှာကစား right wing back မှာကစားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကမ်ဘီယာဆိုတို့ဘာစတိုနီတို့တို့ကစားမှလေကျွန်တော်ရှိနေတယ်အဲဒါကွင်းလယ်မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်ဒါရိုဗယ်လာတို့ကစားမှလေဆန်ထရူတူနာလီတို့တို့ကစားမှလေနီကိုလိုဘာဒေရာတို့တို့ကစားမှလေ ဆိုတော့ left wing ဘက်မှာတော့ destiny ဥဒိုဂီကပါလာဖို့ရှိတယ်တိုက်စေကတော့လက်ရှိအက်တန်နာမှာခြေသွွားပြခြေသွွားပြနေတဲ့ ready guido လို့ကစားမားတယ်အဲဒါတော်တော်လေးကောင်းပါတယ်နော်ပြီးရင်အရန်မှာလည်း respectory တို့လို့ကစားမားတယ်ရှိတယ်ဆိုတော့ idd ကလက်ရှိပေါ့နော်ဒီပွဲရှင်မိုင်ကစားမဲ့လူစီရင်အရာဂျာမနီတက်ပူပြီးတော့ strong ဖြစ်တဲ့ square ကိုပိုင်ထားတယ်လို့ပြောရမယ်ခုနကကျွန်တော်ပြောလို့ပဲဂျာမနီကတော့နည်းနည်းလေး weak ဖြစ်တယ်ဗျာအဓိကကစားမားတချို့ပြန်လွဲပြီးတော့အဲသဘာဝကြောင့်ဂိုရစကာတို့ပါလို့ဆိုလို့ရှိရင်ပြန်ရွေးခံခံတာဒီက2023နောက်ပိုင်းမှာဒါပထမဆုံးပြန်ရွေးချယ်ခံထားတာအဲ့လိုမျိုးတွေပေါ့နော်ဆိုတော့ဟိုတော်တော်လေးတော့လူစင်အားနေပါတယ်နောက်တန်းမှာလည်းကျွန်တော်တို့ဒါအဲဗါလေဂျိုနသန်တာတို့ပါလို့ထဲလိုက်မယ်လို့လည်းကျွန်တော်မထင်ဘူးပေါ့နော်ဂျိုနသန်တာကအင်ဂျူရီတောင်ဂျုံနေရတယ်ထင်ပါတယ်ဆိုတော့ရူဒီဂါရှိမယ်နီကိုရှလိုတက်ဘက်ကျွန်တော်တို့ရှိမယ်ဒေါ်မွန်က ဆိုတော့ဘယ်ဂျမ်းမှာဆိုလို့ရှိရင်တော့ Maximilian Mertens တက်တို့ပါလို့ကျွန်တော်ရှိမယ်ဗျာ။ကွင်းလယ်မှာဆိုလို့ရှိရင်တော်တော်လေးအားနေသွားပြီ။ခုနကကျွန်တော်ပြောတဲ့ဒီဘယ်လိုဘယ်လိုပြောမလဲ Kimmich ကလည်းကွင်းလယ်ဝင်မကစားဘူးပေါ့နော်။ဒါ Nagelsmann ရဲ့လက်အောက်မှာသူ right back မှာထွက်ကစားနေတာ။ဆိုတော့ Pablo Beach ကလည်းမရှိဘူးဗျာ။ပြီးလို့ရှိရင် Stella တို့ပါတို့ကိုကျွန်တော်မြင်ချင်တာ။ Stella တို့ပါတို့ကတော်တော်ကောင်းတာဒါပေမဲ့လို့ Andrej ပါလာဖို့ရှိတယ်။ Andrej ကတော့ကောင်းတယ်မဲ့သူ့ဘေးမှာ Pascal Groth ပဲပါလာဖို့ရှိတယ်။အထူးသဖြင့်နီးပြ Nagelsmann ကကွင်းလယ်နှစ်ယောက်ထဲက တယောက်က defensive midfielder ရဲ့ဘေးမှာသူက deep line playmaker တုံးနေဆိုတော့ cruz ရဲ့နေရာမှာပါဗောနော်ဒီ pablo beach ဖြစ်ရင်ဖြစ်ဒါမှမဟုတ် stella ဖြစ်ရင်ဖြစ်မဟုတ်ရင်သူတို့သာဒီဗာလဲ pascal grob ကိုသူကတုံးတာဗျာဆိုတော့ grob ကလည်းလက်ရှိဒီမှာတော်တော်လေးမဆိုးဘူးဗောနော်အဆင်ပြေတယ်ရောက်တအားနှေးတယ်ဗျာကစားတာဒီလားသူ့ဘေးမှာ enrich ကတအားကောင်းလို့နေမှာတော်ကကြတာ တော့ကျွန်တော်သာဆိုလို့ရှိရင် Stellar တို့ဘာတို့ကိုပို့ပြီးတော့မြင်ကျင်တာပေါ့နော် Stellar တို့ပြီးလို့ရှိရင် Andrej တို့ပြီးလို့ရှိရင်ကျွန်တော် Pablo Bich တို့လို့စားမားတယ်ဒါပေမဲ့လို့ Gross ပဲပါလာဖို့ကျွန်တော်ရှိတယ် Tyseek ကတော့နည်းနည်းလေးစိတ်ပူစရာဘာလို့လဲဆိုတော့ကိုင်းဟားဘက်လည်းမပါကြဘူးကျွန်တော်တို့မှာအရင်ကြီးကောင်းတဲ့ Tyseek စားမားတယ်ကျွန်တော်ရှိမနေသေးဘူးဒါအပြင်လူငယ်စားမားလေးဖြစ်တဲ့ Dortmund ရဲ့ Karin Adeyemi ကိုပြန်ယူထားတယ်နော် Adeyemi ပါမယ် မူစီယာလာကျွန်တော်ရှိမယ်လီရိုင်းစာနီကိုလည်းဖြန်ယူပြီးထားတယ်အဒါအပြင်ကျွန်တော်နေတဲ့ဒီတိုက်စစ်မှာဆိုလို့ရှိရင်ကလင်ဒီယန်စ်လာသူရှိတယ်ဒါပေမဲ့လို့ဗျာနော်ဟာဘလိုပဲမကြိုက်ဘူးပြောပြောဟာဘက်စတို့ပါလို့ကအရေးကြီးတယ်ဟာဘက်စတို့ပါလို့ကစားမတွေကျွန်တော်ရှိဦးပါနော်ပြီးလို့ရှိရင်အွန်ဒက်တို့ပါလို့လည်းပွဲထွက်လာဖို့ကအချိန်နေနေပါတယ်နော်တော်တော်လေးအချိန်နေနေတယ်ဆိုတော့ဒါကလည်းရှိဂျာမနီရဲ့လူစင်ဒါကြောင့်ဂျာမနီကိုကျွန်တော်ကြည့်ရင်လူစင်ရင်းကတော်တော်ကို weak ဖြစ်တာတော်တော်ကိုကျွန်တော် weak ဖြစ်တာပါနော်ဆိုတော့ အာအီတလီမြန်မာလေးကစားမယ်ဆိုတော့ဂျာမနီတွေ့တော့မလွယ်ဘူးဗျာအခုဂျာမနီကတော့လက်ရှိနောက်ပိုင်းဟိုဘယ်လိုပြောရအောင်ဝါရီယာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံး6ပွဲ Nation League မှာကျုံပွဲရှိမှထားသေးဘူးပေါ့နော်ဂျာမနီကနောက်ဆုံး6ပွဲမှာရှုံးပွဲရှိမှထားသေးဘူး၄ပွဲနဲ့2ပွဲတည်ကြာထားတယ်။အီတလီကတော့ Nation League နောက်ဆုံး6ပွဲမှာ2ပွဲရှုံး၄ပွဲနိုင်ပြီးတော့2ပွဲတည်ကျွန်တော်တို့ကြာထားတယ်။ဂျာမနီကဒီယူရိုတုန်းကလည်းသူတို့စပိန်ကိုရှုံးပြီးတော့ပေါ့နော်ကျွန်တော်ယူရိုကထွက်ခဲ့ရပြီးတော့ ဒီ nation league မှာကစားသမျှပွဲတိုင်းမှာအကုန်လုံးသူတို့ကအချင်းကြီးကောင်းထားတာ။နော်အကုန်လုံးသူတို့ကအချင်းကြီးကောင်းထားတယ်။ဒီအီတလီကတော့ပြင်သစ်တို့ဘောနော်ဘယ်ဂျီယန်တို့ပါ is redo နဲ့တအုပ်စုတွေကြာခဲ့ပြီးတော့သူတို့6ပွဲမှာ4ပွဲနဲ့တပွဲတည်းတပွဲရှုံးအထိသူတို့ရထားတာ။ Nagelsmann ရဲ့လက်အောက်လက်ရှိ nation league မှာဂျာမနီကတပွဲကို3ဂိုးနှုန်းလောက်ထိသူတွင်းနေတယ်။3ဂိုးနှုန်းလောက်ထိသူတို့တွင်းနေဘောနော်။ဒါကြောင့်ဒါဂိုးကတော့တစ်ဖက်နဲ့တစ်ဖက်မြင်အောင်ပဲပွဲလို့ကျွန်တော်ထင်တယ်။အီတလီနောက်တန်းကိုလည်းကျော်ပြီးတော့ဒီဂျာမနီကဂိုးတွေပါတွင်းနိုင်မှုကတော့တော်တော်ကိုမလွယ်တာ။ တော်တော်ကိုမလွယ်တာပေါ့နော်အထူးသဖြင့်တိုက်စစ်ကဗျာမြင်ရလဲခုနကပြောလို့ဘယ်သူအားကိုရမလဲအဒီယာမီကလက်ရှိဒေါ်မွန်မှာပြန်ဟုတ်နေတယ်ဆိုပေမဲ့လည်းအဆင်မပြေဘူးဗျာစာနီးကလည်းဘိုင်ယန်မြူးနစ်မှာပုံမှန်ပွဲထွက်ခွင့်တော့ကျွန်တော်မရတော့ဘူးမူစီယာလာတော့လောက်ပဲကျွန်တော်ရှိရတိုက်စစ်ကလည်းကျွန်တော်ဘယ်သူမှရှိတာမဟုတ်ဘူးဆိုတော့အဲတော်တော်လေးတိုင်ပက်ပါတယ်အဲ့ဒီတက်ကမှကွင်းလေကလည်း group နဲ့ andrick ပါအဲ့လောက် gd တွဲဖက်မိတဲ့ကစားမတွေမဟုတ်ဘူးနောက်တန်းမှာလည်းပဲဒီတိုင်းပဲပေါ့နော်ရူဒီဂါကျွန်တော်တို့ရှိမယ်နောက်တန်းကတော့မဆိုးဘူးဗျာဒါပါလားရူဒီဂါရှိမယ်နီကိုရှီလိုတက်ဘက်ရှိမယ် အဲမက်ကဆီမီလီယံမက်ဒက်စ်တဲ့ကျွန်တော်ရှိမယ်ကင်မစ်ရှိမယ်မဆိုးပြဿနာမရှိဘူးနောက်တန်းကဂျိုနာသန်တပိုင်တော့ပူကောင်းတာပေါ့ဗျာတကပူပြီးတော့စတောင်းဖြစ်တာဟိုဒါပေမဲ့တော့တမပါဘူးဆိုရင်တော့မှမဆိုးဘူးဗောနော်နီကိုရှီလိုတာဘက်ကလည်းပူပြီးတော့ဘောပလင်းဒီဖန်နင်းမှာရောသူတို့ဒီအမြင်မြန်လဲမြန်နေဆိုတော့ကျွန်တော်တို့ပူပြီးတော့သဘောကျတယ်အဲဒါပေမဲ့ကွင်းလယ်နဲ့တိုက်စစ်ကအန်ဒီရအနေဆုံးမှာအတိုက်စစ်ကပြိုင်ဘက်တွေအန်ဒီရအနေဆုံးဂျာမနီတွေအန်ဒီရအများဆုံးပဲအဲကြောင့်ကျွန်တော်တို့အီတလီမြေမာရောသူတို့ဂျာမန်မြေမာရောနှစ်ကြော့ကစားမယ်ဆိုတော့ အီတလီမြန်မာတရီလောက်ကြာထားမှာကိုပဲဂျာမနီတို့တော်ကကြားလိုက်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့နာဂက်စမန်ရဲ့ကစားပုံကလည်းဗျာဘယ်လိုပြောမလဲသူကဟိုနှစ်ယောက်စလုံးကိုဗျာသိတယ်မလားဒီ attacking wing back ပုံစံမျိုးတွေတုံးတာနော် wing back ပုံစံမျိုးတွေကျွန်တော်တုံးပြီးတော့ inside forward player တွေနဲ့သူသွားတယ် center back နှစ်ယောက်ရဲ့ defensive midfielder ကရှေ့နေနေလိုက်တယ်ဗျာနော် center back နှစ်ယောက်ရဲ့ရှေ့မှာ pascal group လို့မျိုး deep line playmaker တစ်ယောက်ပဲကျွန်တော်ရှိတာဆိုတော့အဲ့အဲ့ဒါပဲဗျာဒီလား၃ယောက်ဗျာအဲ့၃ယောက်ရဲ့ရှေ့မှာမှာ ် average ကအကုန်လိုက်ဖြတ်တယ်ပြီးလို့ရှိရင် position နဲ့ကျွန်တော်တို့ကစားတယ်ဒါမျိုးပေါ့လို့လွတ်သွားလို့ရှိရင်တိုင်ပက်တာအဲကြောင့် Germany နေနဲ့ဟို position ကတော့ဘောနော်ပြိုင်ပက်ဒီဗါလေမီဒီတာ zone နဲ့မာရင်ကိုပြန်ပြီးတော့ယူနိုင်စွမ်းရှိတယ်ဒါမျိုးတော့တခဲပဲ wing back တွေလွတ်သွားပြီးမြန်တဲ့ကစားမိုက်နဲ့တွေ့တယ်ဆိုရင်မလွယ်ဘူးသူတွင် Udogi တို့လိုမြန်တဲ့ကစားမိုက်နဲ့ Kimmich တို့နဲ့ဆိုရင်ဘောလုံးကကိုယ့်ခြေထောက်မှာချိနေတော့ပြဿနာမရှိဘူးလွတ်သွားပြီးဘာညာဟိဆိုတော်တော်မလွယ်ဘူးဗောနော်ဆိုတော့ဒါကြောင့် Germany နေနဲ့ဒီပွဲကအဝေးကွင်းသွားကစားမဲ့ချိန်မျိုးမှာတရီလောက်ယူနိုင်နေသလိုရှင်ကိုပဲမဆိုးလို့ကျွန်တော်ပြောရမယ့်အခြေအနေမျိုးပါ ဆိုတော့ညီကတို့အနေနဲ့ရောဘလူးမင်းညလည်းကျွန်တော်ကတော့ဂျာမနီက squad ရအများကြီးအားနေနေတဲ့နေရာမှာပါတယ်ဆိုတော့ဒီပွဲမှာအီတလီနဲ့ဂျာမနီဘယ်အသင်းကအနိုင်ရသွားနိုင်မယ်ကျွန်တော်ထင်ကြတယ်ဆွေးနွေးကြပါအောင်အားလုံးကိုကြည်ညိုများရေးတင်ပါတယ်